နိုင်ငံတကာမှာအောင်မြင်မှုတွေရှိနေပြီးအမေရိကန်နိုင်ငံမှာပါယုံကြည်ပြသတော့မယ့်အီရာဂျိုစင်နဲ့ပိုင်ဖြူသူတို့ရဲ့ What Happened to the World ရုပ်ရှင်ဇာတ်ကပိုင်ဖြူသူကအမှုပညာအလုပ်တွေနဲ့ဝေကွာနေတာနှစ်နေငယ်ရှိပြီးဆိုပေမဲ့ပရိသတ်တွေရဲ့လေးစားအကြမှုကိုရရှိထားသူပါထိတ်တမ်းမသိမဖြစ်တဲ့ပိုင်ဖြူသူက2019ခုနှစ်က Three Girls ဆိုတဲ့ရုပ်ရှင်ဇာတ်ကနဲ့လည်းအကယ်ဒမီဆုရရှိခဲ့မှုပါတယ်ကိုပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကိုပိုင်ဆိုင်ထားသလိုတခြားသောစီးပွားရေးလုပ်ငန်းတွေလည်းရှိတဲ့ပိုင်ဖြူသူကအခုနောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကတွေမရိုက်ကူးတော့တာကြာပြီဖြစ်ပေမဲ့လည်းအရင်ကရိုက်ကူးခဲ့တဲ့ဇာတ်ကတွေကတော့အရင်အောင်မြင်နေပါတယ် ရှင်။ပိုင်ဖြိုသူကမင်းသမီးဖြစ်ကလေးကတယောက်ဆောင်မထူးကြတာကိုပြည်သူတွေကသတိထားမိကြပါတယ်။အင်ဒိုကျောစင်းနဲ့ပိုင်ဖြိုသူတို့တယောက်ဆောင်ထားတဲ့ What happened to the world ရုပ်ရှင်ဇာတ်ကားကြီးကတော့နိုင်ငံတကာမှာပြသနေပြီးစုတွေကိုလည်းရရှိထားပါတယ်။ဒီဇာတ်ကားကိုတော့ပိုင်ဖြိုသူရဲ့ခင်မွန်းဖြစ်တဲ့ writer နာကြီးကရိုက်ကူးထားတာဖြစ်ပြီးအင်ဒိုကျောစင်းပိုင်ဖြိုသူလွန်မိုးအောင်မြင့်မြတ်နဲ့ကျော်ထက်အောင်တို့ကတယောက်ဆောင်ထားပါတယ်။ဇာတ်ကားပုံစံကတော့မြင်နေကြမြန်မာဇာတ်ကားတွေနဲ့ကွက်ထွက်နေသလိုရိုက်ကွန်းရိုက်ကွက်တွေကင်မရာအယူအဆတွေကအစနိုင်ငံတကာအစစ်မြင်နေပြီဖြစ်ပါတယ်။တယောက်ဆောင်ကောင်းတဲ့မင်းသမီးနှစ်ယောက်ရဲ့ တရုတ်ရှင်စကားကြီးကမြန်မာနိုင်ငံမှာယုံမတင်ရပေမဲ့လည်းဩစတြေးလျစင်ကာပူနိုင်ငံတို့မှာယုံတင်ပြသပြီးသွားပါပြီ။ဒါတင်မကသေးပဲ What happened to the world ပြုရှင်စကားကြီးကိုအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့စီနီမားယုံရှင်မှာဆိုလို့ရှိရင်လည်းဂျော်လာ29ရက်နေ့မှာပြသမှာဖြစ်ပါတယ်။မြန်မာယုံရှင်စကားတကားကိုအမေရိကန်နိုင်ငံမှာယုံတင်ပြသဖို့ဆိုတာကမလွယ်ကူသလိုယုံတင်ပြသဖို့တဲ့စကားကလည်းလက်ချုပ်ရည်တွဲလို့ရနေပါတယ်။ဒီစကားကိုအမေရိကန်နိုင်ငံမှာပြသဖို့ရဖို့အတွက်စူးစမ်းထားရတာဖြစ်ပြီးမြန်မာအနုပညာရှင်တွေအတွက်လည်းဂုဏ်ယူစရာဖြစ်လာပါတယ်။ အင်ရာဂျိုစင်ကရုပ်ရှင်စကားကြီးတွေကိုရန်နာချပြီးမေသူ့ရဲ့အရေးချင်းတွေကမရန်နာတာကြောင့်အမေရိကထိပါခြေဆက်နေပြီဖြစ်ပါတယ်။ဒီစကားထဲမှာတော့အင်ရာဂျိုစင်နဲ့ပိုင်ဖြိုးသူတို့ရဲ့ထူးခြားတဲ့တရုပ်ဆောင်ပုံတွေကိုမြင်တွေ့ရမှာပါ။ What happened to the wolf ရုပ်ရှင်စကားကြီးကိုအမေရိကန်နိုင်ငံမှာအခုမှယုံတင်ပြသခွင့်ရတာမဟုတ်ခဲ့ပါဘူး။2022ခုနှစ်ကတည်းကအမေရိကန်နိုင်ငံအင်ဒီယားနာပြည်နယ် ဖော်ရိုင်းမြို့မှာရှိတဲ့ Hopnoven Flint Festival မှာလည်းပြသခဲ့ပူပါတယ်။ဒီပွဲတော်မှာ What Happened to the Wolf ရုပ်ရှင်ဇာတ်ကြီးက Narrative Feature Category အကောင်းဆုံးဆုကိုရရှိခဲ့ပါတယ်။နိုင်ငံတကာမှာလည်းပြသစင်မှာဝင်ငွေတွေလည်းကောင်းခဲ့ပြီးကောင်းမွန်တဲ့အညွှန်းအစ်ကိုလည်းရရှိခဲ့တဲ့ရုပ်ရှင်ဇာတ်ကြီးဖြစ်ပါတယ်။လက်ရှိမြန်မာရုပ်ရှင်ဇာတ်ကားတွေကတော့အိမ်နောင်ရေးဖောက်ပြန်တဲ့ဇာတ်ကားတွေပဲဖြစ်နေတဲ့ပြင်ဟာသဇာတ်ကားတွေပဲများနေပါတယ်။မြန်မာနဲ့အမင်းသမီးတွေကလည်းအရန်ထက်နေကြတဲ့ပြင်ဒီလူတွေကိုပဲမြင်နေရတာကြောင့်ပြည်သူတွေကတော့ယိုးအီလာကြပါတယ်။မြန်မာနိုင်ငံကနေရုပ် ရှင်ဇက်ကားတွေကိုကမ္ဘာကျော်တဲ့အထိအောင်မြင်နေတာကလည်းရှားပါပြီးတော့အခုလက်ရှိဇက်ကားတွေကလည်းနိုင်ငံခြားအထိသုံးမပြနိုင်ကြသေးပါဘူး။ဒါပေမဲ့ပိုင်ဖြိုးသူနဲ့အင်နာဂျိုစင်တို့ကတော့တော်ရုံအမှုပညာရှင်တွေမဟုတ်တဲ့ကြောင့်သူတို့ရဲ့အောင်မြင်မှုတွေကနိုင်ငံတကာအထိပါပြန့်နှံ့နေပြီးပြည်သူတွေကလည်းဂုဏ်ယူနေကြပါတယ်။ ပိုင်ဖြူသူနဲ့အင်ရာကျော်စင်ကမြန်မာနိုင်ငံကတခြားသောမင်းသမီးတွေနဲ့မတူဘဲထူးခြားတဲ့အရေးအချင်းရှိကြပါတယ်။ဘာသာစကားနဲ့ကျွမ်းကျင်တာကြောင့်နိုင်ငံတကာအထိထိုးပေါက်နိုင်တဲ့အရေးအချင်းလည်းရှိပါတယ်။အောင်မြင်တဲ့အမှုပညာရှင်အစစ်စရာကဒီလိုအမှုပညာရှင်တွေကိုခေါ်ရဖြစ်ပြီးပြည်သက်တွေအတွက်အကူအညီရအောင်လည်းအမြဲတမ်းကြိုးစားနေကြပါတယ်။ ဘောကားတွေရိုက်ပြီးတော့နာမည်ကြီးလာတဲ့မိသမီးတွေထဲအစာပေါင်းများစွာထူးချွတ်နေတဲ့ပိုင်ဖြိုးသူနဲ့အင်္ဂလာကျော်စင်တို့ကမြန်မာနိုင်ငံရဲ့အရေးချင်းမင်းအကြောင်းပြသနိုင်ခဲ့ပါတယ်။ဒါတွေမကသေးပဲဒရိုက်တာနှာကြီးကိုရိုင်းရိုက်ကူးထားတာဖြစ်တာကြောင့်အမေရိကန်ကရုပ်ရှင်ပွဲတော်မှာတောင်စုကိုရသွားခဲ့တာပါ။ကေပရိသက်ကြီးတို့ရောအင်နာဂျိုစင်းနဲ့ပိုင်ဖြိုးသူကိုအရင်လိုအပိနေကြစေပဲလားဆိုတော့ကိုမမပြောခဲ့ပြပါဦး။ကြီးစုအပိခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။